ဟယ်လိုအားလုံးပဲမင်္ဂလာပါဖူဘောမချန်ကနေကြိုဆိုပါရစေဆိုတော့ညကလီဗာပူးအသင်းကတော့ဒီဖရန်ဖတ်ကိုအဝေးခွင်းမှာ၅ဂိုးတကူးဆိုတဲ့ရလနဲ့ချန်ပီယံစ်လိမှာပေါ့နော်အနိုင်ရပြီးတော့လေးပွဲဆက်တဲ့ရှုံးနေအပီမှာဖြစ်တဲ့နိုင်ပွဲကိုသူတို့သာစပြီးတော့ယူနိုင်ခဲ့ပြီပေါ့လေဆိုတော့လီဗာပူးအသင်းတွေကတောက်လျှောက်ဆိုသူတို့ကျွန်တော်တို့ဒီဖိအားတွေများနေတဲ့အခြေအနေတော်တွင်မှာလာရုံးထွက်နိုင်ခဲ့တယ်လို့ကျွန်တော်တို့ပြောရမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ညကတော့ပေါ့နော်ဒီခီးသွားနေတာဖြစ်တဲ့အတွက်ပြည့်ရှင်သွားတဲ့နေရာကလည်း တောင်ဒီပါရီကြားတဲ့ရောက်တဲ့ကအင်တာနက်ဒီဘာမှမမိတာပြီးကားပေါ်မှာဖြစ်နေတဲ့ခါကျတော့ကျွန်တော်ဘာပွဲမှန်ကူကောင်းကောင်းကင်ကင်မကြည့်ခဲ့ရဘူး။အဲဒါကြောင့်လည်းပွဲကြိုသုံးတဲ့ချက်ပွဲပြီးသုံးတဲ့ sorry ပွဲပြီးသုံးတဲ့ချက်နဲ့ပတ်သက်လို့ဘာမှမလုပ်ဖြစ်ခဲ့ဘူးနော်။ဆိုတော့ sorry ပါ။အဲဒါမျိုးလို့ကျွန်တော်တို့ Liverpool ကဒီ Frankfurt ကို1-5နဲ့ away win မှာနိုင်တယ်။ဆိုတော့ဒီပွဲက Liverpool အတွက်ဟို twin goal နဲ့ပတ်သက်လို့ဘောနော်။ဒါနိုင်ပွဲနဲ့ပတ်သက်လို့ပေါက်ကွဲရမယ့်ပွဲမျိုးမှာပေါက်ကွဲနိုင်ခဲ့တာ။ဆိုတော့ဒီနိုင်ပွဲကြောင့် Liverpool က ရှိလာမဲ့ပွဲတွေအတွက်ပေါ့နော်နိုင်ပွဲတွေပါတယ်ရဖို့အတွက်သူတို့ဒီအမှန်ကန်အာယုံဆက်ပြီးတော့ကျူးပန်းနိုင်မဲ့ဒါစိတ်တက်မျိုးတွေရသွားလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီမတိုင်ငယ်ကသူတို့ဒီ Manchester United ကိုသူတို့ရှုံးနေ။အဲ့ဒါပြီးလို့ချင်းကျွန်တော်ရှေ့မှာဒါဟိုဘယ်လိုပြောမလဲ Chelsea ကိုသူတို့ရှုံးနေပေါ့နော် Chelsea ကိုသူတို့ရှုံးနေ Galatasaray ကိုရှုံးနေဆိုပြီးလို့ချင်းကျွန်တော်တို့အနေနဲ့အဲဘယ်လိုပြောမလဲဒါ Crystal Palace ကိုသူတို့ရှုံးနေပေါ့ဆိုတော့ပြောရရင်၄ပွဲဆက်တိုက်ရှုံးနေထားတယ်ဆိုတာက ဟိုအာနီစရောရဲ့နီးပြတမိုင်းတလျှောက်မှလည်းမဖြစ်ဘူးတလို့လီဗာပူးမှာဆိုလို့ရှိရင်လည်းအဲ့ဒါလိုမဖြစ်တာတတော်ကိုကြာလှပါပြီဆိုတော့ဒါကြောင့်ဒီပွဲကနိုင်ဖို့လိုအပ်ခဲ့တဲ့ပွဲမှာနိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်ဒီပွဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ Florian VS လို့လူကစားသမားတွေလီဗာပူးအသင်းမှာဆက်တပွဲမြောက်ကစားပြီးတော့ပထမဆုံးဆိုသလို assist တွေပေါ့နော်ဖန်တီးမှုတွေရတယ်ဒီနှစ်ချိန်တောင်သူဖန်တီးသွားတယ်ပေါ့နော်ဒီနေရာမှာတပွဲလုံးနေထားတဲ့ကိုပဲ flu ဟာသူ့ရဲ့ဒီနှစ်ချိန်ဖန်တီးတယ်ဆိုတာထက်ကိုပဲတော်တော်ကိုကောင်းတဲ့ performance တွေသူပြသွားတာ နော်တော်တော်ကိုကောင်းတဲ့ performance တွေသူပြတယ်ဖန်တီးမှုတွေ chance creation တွေနော်အရာအလုံးကကျွန်တော်အနေနဲ့အဆင်ပြေပြေကိုဖြစ်သွားတာဒါအပြင်တိုက်စင်မှုဖြစ်တဲ့ Shugo Akitiki ကလည်းသူ့ရဲ့ဒါအတင်ဟောင်းနေသူ go twin နေပေါ့လေ Isak ကတော့ injury ပြဿနာတွေပါတယ်ကြုံသွားတယ်ဆိုတော့ပထမပိုင်းနေသူတို့လဲလဲရတယ်ဒါအခြေအနေမကောင်းဘူးပေါ့နော်ခန်းစစ်ကစားမနေရောက်ဖြစ်တဲ့ band တိုင်းနဲ့ကျွန်တော်ဒီကူနာတီကိုကူနာတီတို့ကလည်း center back ကနေပြီးတော့ခေါင်းတွေပါတယ်တောင်းကန်ဘောကနေနှစ်ယောက်စလုံးတိုက်ရင်နှစ်ဂိုးတွေပါတယ်ကျွန်တော်ရတာဆိုတော့ဒါပြောရရင်အဓိက အရေးကြီးပါတယ်ဆိုတဲ့ကစားမားတွေအတွက်ပေါ့နော်ဟိုပြန်ပြီးတော့ဘယ်လိုပြောမလဲယုံကြည်မှုတွေရလာစီမံပွင့်မျိုးပေါ့ဒါနိုင်ပွဲအတွက်တသိန်းလုံးအတွက်အချိန်ကြီးကောင်းသွားတယ်အတိုင်းမဲ့လို့ပေါ့နော်အဲ့ဒီတည်းမှာခြေသွင်းပြခဲ့တဲ့ကစားမားတွေထင်ပေါ်ခဲ့တဲ့ကစားမားတွေကိုကျွန်တော်ကြည့်ရင်ဒါအရေးကြီးတဲ့ကစားမားတွေကြီးပဲအဲ့ဒီတော့လာမယ့်ပွဲစဉ်ဒီမှာဒီကစားမားတွေအနေနဲ့ပေါ့နော်ပုံကောင်းတဲ့ performance တွေပြနိုင်ဖို့အတွက်ဒီလိုပွဲမျိုးမှာခြေသွင်းပြနိုင်ဖို့ကအရေးကြီးခဲ့တာဆိုတော့လာမယ့်ပွဲမှာသူဘရန်ဖို့နဲ့ကစားရမယ် ဘရန်ဘူးနဲ့ကစားမယ့်ပွဲမှာလီဗာပူးကအမှတ်တီပါလီရော့လို့တော့မဖြစ်ဘူးပေါ့နော်ဘရန်ဘူးကွင်ကိုသွားကစားရမယ်။ဘာလို့လဲဆိုတော့လီဗာပူးသင်းနေတဲ့ဘရန်ဘူးကိုအနိုင်ယူနိုင်တဲ့လူစင်ရင်သူတို့မှာကောင်းကောင်းရှိတယ်လို့အဲပရီးမီးယားလိဂ်ကိုကျွန်တော်ကြည့်တော့လေအာဆင်နယ်ဟာလုံးဝအမှားယွင်းနေရှိမနေဘူး။အဲ့တော့အာဆင်နယ်နေနဲ့ဒီလိုမျိုးပေါ့နော်ထပ်ပြီးတော့အမှတ်တီရော့ဖို့မရှိနိုင်တော့တဲ့အခြေအနေမျိုးအာဆင်နယ်အမှတ်ရော့ဖို့ခက်နေတဲ့အနေအထားမျိုးမှာအာဆင်နယ်တို့ဘာလို့ကိုဖလားတွေဘာတွေအတွက်ပြားပေးဖို့ကြိုးပမ်းနေတဲ့လီဗာပူးကတိုင်ပတ်သွားလို့ကျွန်တော်မရဘူးညာ။ ကြံနေခဲ့လို့ကျွန်တော်မရဘူးအဲဒါကြောင့်ဒီ brand ဖို့နဲ့ပွဲမှာလွယ်လွယ်ကူကူတော့ဖြစ်အောင်မှာမဟုတ်ဘူးလေပါဘူးအတွက်တိုးတော်လေးပဲပြန်ပြီးတော့နိုင်ဖို့ဒီဆက်နိုင်ဖို့သူတို့ကြိုးပမ်းရမယ်နော်တိုက်စစ်ကလည်းကိုဒီကပူကလည်းညကလည်းတော်တော်လေးမဆိုးဘူးလို့ကျွန်တော်ပြောရမယ်ပေါ့နော်အဲ့ဒါပြီးလို့ရှိရင်လည်းပဲသူတို့ကိုဒုက္ခပေးခဲ့တဲ့ Crystal Palace နဲ့ပေါ့နော် EFN Cup ဒါကျွန်တော်တို့ဒါကစားရမယ်လေပါဘူးကအိမ်ဝင်းမှာဒါရီယာပြန်ပြီးတော့လေပါဘူးအနေနဲ့နိုင်ပွဲယူဖို့ကြိုးပမ်းရမယ်ပွဲတွေကျွန်တော်ဖြစ်လာပြီ ဆိုတော့ဘာမဲ့ပြောဒီနိပြဆင်ရင်ကနေပြီးတော့ဗောနော်ထုတ်ပေခံရမယ့်တည်င်းကတော့လုံးဝကိုထွက်မထားဘူးသို့တော်လည်းပဲအဲ့လိုတင်းမထွက်ပြီးမဲ့လေလို့ပေါ့နော်ဒီလေးဘွဲစတိုက်တွေဘာတွေရှုံးခဲ့တယ်ဆိုတဲ့ခါကျတော့အာနီစလော့ကလည်းဖိအားအောက်ကနေပြီးတော့ကျွန်တော်တို့ကလုံအောင်ကိုမကင်ဘူးဖြစ်နေတာအဲ့ဒါကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဒီနိုင်ဘွဲကနီးပြအတွက်ကောကစားမရီတွေကောတော်တော်လေးကိုအချိန်ကြီးကောင်းခဲ့တဲ့နိုင်ဘွဲလို့ကျွန်တော်ပြောရမယ်ဆိုတော့လေဘာဝူတင်ပရိသတ်ဒီနေနေရောဒီနိုင်ဘွဲဟာလေဘာဝူအတွက်ရှိလာမယ့်ပွဲစဉ်တွေမှာ စက်တိုက်ဆိုသလိုနိုင်ပွဲတွေရအောင်လှုပ်ပေးနိုင်မယ်ပွဲမျိုးလိုညီကလို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်